အီတလီရရှိဟောင်းသုတေသနပညာရှင်များဟာနေပေါင်းများစွာကရုပ်ကျင်းတွေကိုရှောက်ပေးတူပေါ်နိုင်ခဲ့ပါတယ်။ရမေဂျာဂျီရိုက်တိုအဖေဟာအရင်ကကြီးမားလာတဲ့လူယိုတွေအရွယ်စားကြီးညရဲ့ရုပ်ကျင်းတွေကိုကျူပေါ်တွေ့ရှိခဲ့ရပြီးအံ့ဩတင်ခဲ့ကြပါတယ်။ကဘာတလွန်ဘာရောကလိုရှင်နေများစွာကရုပ်ကျင်းတွေကိုတူပေါ်တွေ့ရှိနေပါတယ်။အခုလေအီတလီရှိဟောင်းသုတေသနပညာရှင်များဖွဲ့ဟာစေပေကြောင့် ကိုလင်နာမှာအရာမကြောက်ဖြစ်ရွကျွင်းတွေကိုရှောက်ပြတည်ရှိခဲ့ကြပါတယ်။ဒါလည်းကြီးမားတဲ့စိန်ခေါ်မှုနဲ့အတူတူပြောင်းလဲမှုတစ်ခုလည်းဖြစ်ပါတယ်။ကြည့်ဒီကနေ့ဗီဒီယိုတင်မှာတော့ထူချန်အော်ဝေးကောင်းနဲ့ရွှေနှစ်များစွာကကြောက်ဖြစ်ရွကျွင်းတွေနဲ့ပတ်သက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဗီဒီယိုလေးကိုစိတ်ဝင်စားရည်ဆိုရင်တော့ကျွန်မနဲ့အတူအဆုံးထိကြည့်ရှုပေးကြဖို့ကိုတောင်းဆိုလိုက်ပါတယ်။အီတလီတုတေသနပညာရှင်များဘဲဟာ ကေဗီတာကလင်နီယာမှာရှင်းနှစ်များစွာကအရွယ်အစားကြီးပါတယ်။မြေယိုချင်းတွေကိုရှောက်ဖွေနိုင်ခဲ့ပါတယ်။အဲကြောင့်ပြေယိုချင်းကအရွယ်အစားကြီးပါတယ်။တချို့ယုတ်ကျင်းတွေကတော့တတော်လေးကိုပြက်စင်းနေပါပြီသူတို့တွေ့ရှိကြရတဲ့ယုတ်ကျင်းကတော့ရှယ်ယုတ်ကျင်းပဲဖြစ်ပါတယ်အီတလီရှိဟာသူတည်တီတွေကဂျက်ဗီတာဂလနာကယုတ်ကျင်းတွေကိုအနီးကလေ့လာခဲ့ကြပါတယ်သူတို့ကအေယုတ်ကျင်းတွေကိုလေ့လာနိုင်ဖို့အတွက် နေပညာကူညီတွေကိုယူပြီးအတော်လေးကိုစူးစမ်းခဲ့ကြပါတယ် လူတီဟန်နာကတော့နှစ်ပေါင်းများစွာကကြောက်ဖြစ်ရွချင်းတွေကိုလေ့လာနေတဲ့ပညာရှင်သူဖြစ်ပြီးအခုသူတို့တွေ့ရှိခဲ့ရတဲ့ရေရွချင်းတွေဟာနှစ်ထောင်ချီရှိနေပြီလို့ဆိုပါတယ်။သူတွေ့ရှိခဲ့ရတဲ့တချို့ရွချင်းတွေကိုတော့ဘယ်ရွချင်းတွေဖြစ်နေမလဲဆိုတာကိုအပြည့်မထုံနိုင်ခဲ့ကြပါဘူး။ Enormal Club ဆွစ်ဇာလန်ကရှေ့ဟောင်းဒုတိယတနာပညာရှင်ဂီကွာဆိုဘကတော့အီယာမလက်ချောင်းကိုအစ်ချင်မတူဖို့တွေ့ရှိခဲ့ပါတယ် တော်ရောကိုင်ရူကိုတိတောက်ခဲတရားနဲ့အတူတူလက်ပတ်ရင်နေရင်အခုလိုအရာလက်ချောင်းကိုသူ့ဖို့ရှာတွေ့ခဲ့ပါတယ်။သူသိရှိခဲ့တဲ့အရာမှလက်ချောင်းနဲ့ပတ်သက်ပြီးမိကွန်းများစွာထုတ်ပေါ်ခဲ့ပါတယ်။အဲလက်ချောင်းကအရင်ကကြီးမားပါတယ်။လူတယောက်မဟုတ်တာတော့တည်ချာနေပါတယ်။ရှင်ဟောင်သူတည်တည်ပညာရှင်ဂရက်ဂွာဆိုပေကတော့ H3 လုတ်ပြီးတေချာစစ်စစ်ကြည့်ရမှာတော့အဲလက်ချောင်းရဲ့အယုဖက်စီပုံကအတူချပြီးလူတာတယောက်ရဲ့လက်ချောင်းရဲ့အယုဖက်စီပုံနဲ့တူညီနေပါတယ်။ ကေကွာစဘာကတော့အဲ့ဒီအရာမှလက်ချမ်းကိုရိုက်ကူခဲ့ပြီးဆိုရှယ်မီဒီယာပေါ်ကိုမျှော်ဝေခဲ့ရမှာတော့ကျေးဇူးတူရင်းများခဲ့သလိုကေကွာစဘဲတူရှိခဲ့ရတဲ့အရာမှလက်ချမ်းပေါ်အထင်ကြီးအမျိုးမျိုးပြီးနေကြပါတယ်။ကေလက်ချမ်းက16ပြည့်ရှိပါတယ်။ဒါအင်ကရွေစားကြည့်ပါတယ်။လူတော်မျိုးနွယ်စုရဲ့ရိုးကျွန်းလေးဖြစ်နိုင်ပါတယ်။ Frozen Pickford သူတည်တနာပညာရှိသူကဒနာရီလာပလေးဖို့ယူချင်းကိုရှောက်ပြီးတွေ့ရှိခဲ့ပါတယ်။အယူချေရတော့ဤကင်းနေပြီးအကောင့်တိုင်းလိုပုံစံမပြတ်ရှိနေပါတယ်။အဆိုပါယူကျင်းကိုတော့ကောင်းမွန်စွာထိန်းသိမ်းထားပြီးလေ့လာနေကြစေရှိပါသည်။ Buffet တွေကိုတော့တချို့တည်တော်ကြီးရင်းမှာရိုက်ကွန်းမှတ်တမ်းတင်နိုင်ကြတာတွေ့ရှိပါသည်။ Hotel meeting ကတော့ 2022ခုနှစ်ကဆိုရင် British Columbia တောအုပ်တွေမှာတူတူကြကြအမွေးမြင်အထူးကြီးရှိတဲ့ Bigfoot လိုတတဝါးကြောင်ကိုတောအုပ်တွေမှာရိုက်ကိုတွေ့ရှိခဲ့ရပါတယ်။သူရဲ့လှူရှာသွားလာပုံကတော့လူလူလူမြောက်လူလူပုံတရံမျိုးရှိပြီးခန္ဓာကိုယ်ကတော့အရင်ကြီးမှာပါတယ်။အဲဒီ video file နဲ့ပတ်သက်ပြီးတော့ကြည့်ရှုသူတွေကတော့အမျိုးမျိုးပြောဆိုခဲ့ကြပါတယ်။ တော်နဲ့ရတဲ့နေရာမှာတွေ့ရှိခဲ့တဲ့အဲ့ဒီတတဝါတော့တကယ်ပဲ perfect ဖြစ်နေမလားအဲ့ဒီ view file ထဲမှာပြင်မြင်နေရတဲ့မဲမဲကောင်ကတော့ like တစ်ခုတည်းကိုပြင်ဝင်ထားပါတယ် Colorado မြစ်ပြင်ဖက်ကန်မှာထူချရင် perfect လို့မဲမဲကောင်ကြီးကို တွေ့ရှိကြရပါတယ် view file ထဲမှာမြင်တွေ့နေရတဲ့မဲမဲကောင်ကြီးကအရင်ကိုကြည့်ပါတယ်အဲ့ perfect လို့မဲမဲအကောင်ကြီးက Colorado မြစ်ပြင်ဖက်ကန်မှာလှူရှားသွားလာနေပါတယ် အဆိုပါပြန်နဲ့လာတဲ့ view ဖိုင်ကြောင့်ကျေးဇူးသူတွေချောင်းမှာ NOR ထိလန့်သွားခဲ့ပြီးတတရီလာ Bigfoot တတဝါကတကယ်ပဲရှိလားဆိုပြီး လူများကမိကွန်းချုံလာကြပါတယ်မြမလာတဲ့ရန်တဲ့တောက်ကြမှာရန်ရဲ့အဲ့တတဝါကတော့တောက်လေးတဲကိုဖြစ်ဖြစ်ချင်ရွလာသွားလာတော့ကိုလူများပြားကတတိပြုမိခဲ့ပါရဲ့အခု Rio Fight က online ပေါ်ကိုပြန့်နှံ့လာပြီးနောက်ပိုင်းလူများကအမျိုးမျိုးပြောဆိုဝေဖန်မှုတွေလည်းရှိပါရဲ့ အနည်းနာမှာစကန်ချသူတွေကတော့တော့လေးတင်မှာပုံမှန်မဟုတ်တဲ့လှုပ်ရှားမှုမျိုးကိုတွေ့ရှိရလို့ဆိုပါတယ်။ဒါတကယ်ပဲဘေးဖို့ဖြစ်နေမလားဆိုတာတော့သိကြရပြည့်မရှိပါဘူး။အခုရှာဝေတွေ့ရှိခဲ့တဲ့ဘေးဖို့ရုပ်ကျင်းကတော့လက်ရဖွဲ့စည်းပုံအမွေမြန်တွေကတကယ်ကိုအကောင်ပကတိအတိုင်းရှိနေတာပါ။အခုရုပ်ကျင်းနဲ့ပတ်သက်ပြီးဆိုရှယ်မီဒီယာပေါ်လူပြောများနေပါတယ်။ Clan of Gabby ကာကံမြောက်ကရဲ့အနီးမှာတော့ရှင်နှစ်များစွာကအယူဆကြီးရှိနေပါတယ်။ကာဘန်နောက်ကရဲ့အနီးမှာတွေ့ရှိကြရတဲ့အဲ့ဒီယူဆကြီးကတော့မိသားရှိပါတယ်။အဲ့ဒီယူဆကတော့တော်တော်လေးကိုရွေးစားကြည့်မှာပါတယ်။လိလသူတွေကတော့ဒါနှစ်ပေါင်း900ခန့်လောက်ကြောင်းကြာမြင့်နေပြီလို့ဆိုပါတယ်။ရှောင်းဝေတွေ့ရှိမှုကနေတစ်ချိန်ကကြမိုင်းကြံကလိလသုံးတက်နိုင်ပြီးတစ်ချိန်ကကြီးမားတဲ့လူသားတွေရှိနေကြတာကိုသတိပြလို့နေပါတယ်။ အခုလက်ရှိမှာတော့ AU စုနဲ့ပတ်သက်ပြီး AFP နဲ့ Snapchat အချက်လက်တွေကိုစစ်ဆင်နေပါတယ်။လက်ထောက်၁၈ကလည်းအရန်ကိုအရေးစားကြီးမားတဲ့ AU စုကိုရှောက်ဖွေတွေ့ရှိခဲ့ပါတယ်။ Careful brain ကေကူရီယိုဖိုင်မှာတော့အရေးစားကြီးမားတဲ့အခြေအရာကိုတွေ့မြင်ရမှာပါ။တကယ်ကိုအရေးစားကြီးမားတဲ့အရာမှအခြေအကြီးပါ။အဲ့ဒီအရေးစားကြီးတဲ့အခြေအရာကတော့မှတ်ပုံမှန်နဲ့လက်ကတောင်းကြီးမှသိရှိပါရယ်။ အဆိုပါကြီးအားကတော့အခုမြန်တွေ့နေရတဲ့အချိန်လူတရက်စာလောက်တောင်ရှိနေပါသေးတယ်။အာဖရိကကမပွန်မနာလကတောင်ချီမှာကုလရွေးစာကြီးမားတဲ့အခြေအားကိုတွေ့ရှိခဲ့ရဖြစ်ပါတယ်။ Profit နေပါရှိပါသေးတယ်။အဲဒီရွေးစာကြီးမားတဲ့အခြေအားကို Michael Tellini, No Nura မွဲ၊ Lelolai, Inskere Time, Horia Zangela, Nicoman, Oleta တို့ကရှာဖွေတွေ့ရှိခဲ့ရဖြစ်ပါတယ်။အတူရှိမှုကြောင့်လည်းနမိတ်ကြည့်ခဲ့ပါသေးတယ်။ လိလစစ်စစ်မှုများအရအခုမြတ်တွင်နေရတဲ့အခြေအားညပေါင်း900ကျော်ကြာမြင့်နေပြီလို့သိရပါဗျ။အလတ်တိုင်းနီကိုကတော့အခုမြတ်တွေ့နေရတဲ့အခြေအားအရင်ကကြီးမားပြီးတချိန်ကအရင်ကကြီးမားတဲ့လူသားတွေတရှိခဲ့ရဲဆိုရဲတတိဖြစ်တယ်လို့ဆိုပါရယ်ဒီအခြေအားက ရှင်လင်းပြီးမြင်သာပါရယ်အခုလူရဲစားကြီးမားလာတဲ့အခြေအားတွေကိုတော့ကပတ်တလုံးမှာတွေ့ရပါရယ်ကြီးမားရဲ့လက် ဣจิตကရွှေဟာသူတေတနာပညာရှင်တွေဟာဣจิตကဒေကန္တရအောင်မှာမယုံချင်နိုင်စရာကောင်းတဲ့ရှင်နစ်များစွာကကြောက်ဖြစ်ရွကျွင်းတွေကိုရှောက်ဖြစ်တွေ့ရှိခဲ့ပါတယ်။တို့တရှိကြရတဲ့နေရာမှာတော့အရေကရွကျွင်းတွေအများကြီးရှိနေပါတယ်။အခုမြတ်တွေ့နေရတဲ့ video file တွေမှာတော့အရွယ်စားရင်ခုကြီးမားတဲ့လက်တစ်ဖက်ကိုတွေ့ရမှာပါ။အဲကြောင့်ပြရွကျွင်းရတော့တာမန်လက်တဲ့အရင်ခုအရွယ်စားကြီးပါတယ်။ လိလစစ်စစ်မှုများရာမျက်ပေါင်းထောင်ချင်းနေဖြစ်ပြီးပြည်ချင်းမှာတော့ရှင်းနေများစွာကကြောက်ဖြစ်ရခြင်းတွေကိုမကြာခဏတူပေါ်ရရှိနေပါတယ်။တက်ပြီးတော့ကြည့်ရှုသူတွေကတော့အမျိုးမျိုးပြောဆိုခဲ့ကြပါတယ်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။ဟုတ်ကဲ့ပါရှင်ဒီလိုစိတ်မစားဖွယ်ရအကြောင်းတွေကိုပရိသတ်တွေကကြည့်ရှုခြင်းနဲ့ဆိုရင်ပရိသတ်တွေကကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျမတို့ page လေးကို like or follow ထားပေးကြပါဦးနော်။ အဆုံးထိအားဖြင့်ကျေးဇူးမွတ်တယ်ကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအောင်အသေးလေးနဲ့တူပြန်လာခဲ့ပါမယ်